သားတို့သမီးတို့ရေမင်္ဂလာပါခေါင်းစဉ်ခွဲကားငယ်ပေးစာသင်ခန်းစာကိုသားတို့သမီးတို့ကိုဒီနေ့သင်ကြားပေးမှာဖြစ်ပါတယ်ဒီသင်ခန်းစာမှာပေးစာတွေပြန်စာတွေ ဘလို့ရေးလဲလဲဆိုတာကိုတင်ကြားပေးမှာဘလို့သဘောတဘာဝရှိတယ်လဲအချင်းချင်းပြန်လန်နေစာရီရေးကြမယ်ဆိုရင်ဘလို့ရေးကြမလဲဆိုတာကိုဒီသင်ခန်းစာလေးမှာလေ့လာကြမယ်နော်ပထမအဦးဆုံးပေးစာဆိုတာဘလို့မျိုးလဲပေးစာဆိုတာကိုကနေပြီးတော့အခြားတယောက်စီကိုကိုပြောချင်တဲ့အကြောင်းအရာလေးတွေကိုရေးပြီးတော့ပေးတဲ့စာကိုပေးစာလို့ပြောတာပေးစာရေးရင်စာရဲ့ထိတ်ဆုံးမှာကိုပေးချင်တဲ့သူရဲ့နာမည်ကိုရေးရမယ် ကိုတငယ်ချင်းကိုပေးခြင်းနဲ့ဆိုရင်တငယ်ချင်းရဲ့နာမည်ကိုရေးရမှာနော်။ကဲပြီးသွားရင်အောက်တစ်ချောင်းမှာတငယ်ချင်းကိုကိုပြောခြင်းနဲ့အကြောင်းအရာတွေကိုရေးပြီးပြောမယ်။အာပေးစာရေးပြီးသွားပြီဆိုရင် ပြန်စာရေးစီခြင်းနဲ့ဆိုရင်လည်းငါစီစာပြန်မအောင်လို့ရေးရမယ်။အဲ့ဒီအောက်မှာမင်းရဲ့တငယ်ချင်းလို့ရေးပြီးတော့ကိုနာမည်ကိုရေးရမယ်။ဒါမှဘသူရေးပြီးတော့ပေးလိုက်တဲ့စာကိုကိုစာကိုဖတ်တဲ့သူကလက်ခံရရှိတဲ့သူကသိမှာပေါ့။ အဲ့လိုရေးပြီးသွားတဲ့စာတွေကိုစာအိတ်ထဲမှာထည့်မယ်တစိုက်ကောင်းကတ်မယ်ပြီးလို့ရှင်စာအိတ်ပေါ်မှာကိုပေးပို့မဲ့တငယ်ချင်းရဲ့အမီးလိပ်စာတွေကို ရေးရမယ်ပြီးမှစာလိုက်ပုံနဲ့ကိုသွားထည့်ရမယ်အဲစာပို့သမားတွေကလိပ်စာတွေကိုကြည့်ဟာအဲ့စာကိုအရောက်ပေးပို့ကြတယ်ဘလို့အချိန်နေမှာတယောက်နဲ့တယောက်ကပေးစာတွေပြန်စာတွေရေးချတာလေအော်တယောက်နဲ့တယောက်လူချင်းကတွေ့ဆုံမှုအာစကားပြောခွင့်မရတဲ့အချိန်တွေမှာကိုရေးကျင်တဲ့အကြောင်းအရာကိုပြောပြီးတော့ရေးတယ် စာတွေကိုပေးပို့ကြတယ်ဒါဆိုရင်စာမျက်နှာ65မှာရှိတဲ့အာပေးစာလေးကိုကြည့်ပြီးတော့ဘာတွေရေးထားသလဲဆိုတာဖတ်ကြည့်ကြမယ်လေ့လာကြမယ်เนาะတငယ်ချင်းဖိုးခွားရေးဆိုတော့ဒီစာကတငယ်ချင်းဖိုးခွားစီကိုရေးတာเนาะအဲ့တော့ဆက်ပြီးဖတ်ကြည့်လိုက်ကြအောင်ငါအဝါတနာပါဆုံးကတော့ပကြီးပုံတွေကိုဆွဲပြီးတော့အယောင်ချေနေရတာပဲရုံပုံကလေးတွေခွေးပုံကလေးတွေဆွဲရတာလဲတိတ်ပျော်စရာကောင်းတယ်မင်းရော ။မကြည်ဆွဲရတာဝါဒနာပါလား။ငါစီစားပြန်ပါဦး။အဲ့ဒီအောက်ဆုံးမှာဘာရေးထားလဲ။မင်းရဲ့တငယ်ချင်းဖုံးပြေ။ဒါဆိုရင်ပေးစာကိုရေးတဲ့သူကဘယ်သူလဲ။ပေးစာကိုရေးတဲ့သူကစာရဲ့အောက်ဆုံးမှာပဲရှိတယ်။ပေးစာကိုရေးတဲ့သူကဖုံးပြေဖြစ်တယ်။နော်။ဖုံးပြေကနေပြီးတော့ဖိုးခွားကိုရေးတဲ့စာ။ကိုကပေးစာပေးမယ်ဆိုရင် ကိုပေးမဲ့သူရဲ့နာမည်ကိုထိတ်ဆုံးအောင်ရေးရမယ်။ကို့နာမည်ကအောက်ဆုံးမှာရေးရမယ်။ ိုကသူ့ကိုပြန်စာရေးခြင်းနဲ့ဆိုရင်အဲ့ဒီစာအောက်မှာငါစီစာပြန်ပါအောင်အဲ့လိုထည့်ရေးပေးရတယ်နော်အဲ့ဒီတော့မှတငယ်ချင်းကလည်းကိုစီစာပြန်ရေးမှာပေါ့ဒါဆိုရင်ပေးစာရေးနည်းကိုတားတို့သမီးတို့သိသွားပြီအဲ့တော့ကိုကပေးစာရေးပြီးသွားပြီဆိုရင်ကိုစာကိုလက်ခံရရှိတဲ့တငယ်ချင်းကစာပြန်ရေးမယ်ပေါ့နော်အဲ့တော့စာပြန်ရေးရဒါဆိုရင်အဲ့ဒါကိုပြန်စာလို့ပြောတယ်ပြန်စာကိုရေးတဲ့အခါမှာလည်း ေးပို့ထားတဲ့တငယ်ချင်းရဲ့စာတွေကသူရေးထားတဲ့သူပြောထားတဲ့အကြောင်းအရာတွေကပတ်သက်တာကိုပဲအရင်ဦးဆုံးပြန်ပြီးဖြေရမယ်နော်ပြီးတော့ကိုရေးချင်တာတွေကိုပြောချင်တာတွေကိုနောက်ပြီးတော့မှဆက်ရေးရမယ်စာရဲ့ထိတ်ဆုံးမှာကကိုပေးပို့မဲ့သူရဲ့နာမည်ကို ရေးရမယ်နော်အဲ့တော့စာမျက်နှာ66မှာရှိတဲ့ပြန်စာရေးနည်းကိုလေ့လာကြမယ်နော်အာပေးစာမှာရေးတော့ဟာဖိုးခွားကတငယ်ချင်းဖုန်းပြေးကိုရေးတယ် ပြန်စားရေးတော့တငယ်ချင်းဖုံးပြေးကိုဖိုးခွားကပြန်ရေးတာနော်အဲ့တော့အတူတူဖတ်ကြည့်ရအောင်ဖုံးပြေးငါကတော့အားလတ်ချိန်မှာတချင်းဆိုရတာကိုဝါသနာပါတယ်ပကြီဆွဲရတာဝါသနာပါပေမဲ့မင်းလိုကောင်းကောင်းမဆွဲတတ်ဘူးကွာမင်းအားတဲ့အချိန်မှာငါ့ကိုပကြီဆွဲတင်ပေးပါလားမင်းရဲ့တငယ်ချင်းဖိုးခွားပြန်စားရေးတဲ့အချိန်မှာကိုက အော်ဖုံးဖုံးပြေကပေးစာရေးတော့ကဘာတွေရေးထားတာလဲသူဝါသနာပါတဲ့အကြောင်းကိုရေးထားတာအဲ့ဒီတော့ပြန်စာမှာဖို့ခွာကဘလို့ပြန်စာရေးလိုက်တယ်လဲငါကတော့အားလချိန်မှာတချင်းဆိုရတာဝါသနာပါတယ်ပကြီးဆွဲရတာတော့ဝါသနာပါပေမဲ့မင်းလိုကောင်းကောင်းမဆွဲတတ်ဘူးကွာအဲ့တော့မင်းအားတဲ့အချိန်မှာငါ့ကိုပကြီးဆွဲတင်ပေးပါလားလို့ပြန်စာရေးလိုက်တယ်ဘသူကရေးလိုက်တာလဲဖို့ခွာရေးလိုက်တာ အဲ့ဒါကြောင့်အောက်ဆုံးမှာမင်းရဲ့တငယ်ချင်းဖိုးခွာတဲ့ပြန်စာရေးတဲ့အတွက်ကြောင့်ဖိုးခွာရဲ့နာမည်ကအောက်ဆုံးမှာပဲရှိနေမယ်။ဒါဆိုရင်ကိုယ်တငယ်ချင်းကိုပြန်စာရေးလို့ရရယ်နော်။အဲ့လိုနီးတွေနဲ့ပဲအခြားသူတွေကိုလည်းပြန်စာရေးလို့ရတယ်။ပေးစာတွေပြန်စာတွေရေးလို့ရတယ်နော်။အရင်တော့ကပေးစာတွေပြန်စာတွေတုန်းကစာရိုက်ထဲထက်တစ်စိတ်ကောင်းက စာလိုက်ပုံးကိုသွားထည့်ရတယ်။အခုခေတ်မှာလေလိုင်းတွေကနေတဆင့် အင်တာနက်တွေရတဆင်အီးမေးလ်တွေရနေတဆင်ရိုက်ထည့်လိုက်ပြီးလို့ရှင်ပို့လိုက်လို့ရှင်ရတယ်။ကိုပေးပို့လိုက်တဲ့စာချက်ချင်းရောက်ပြီးတော့ပြန်စာရေးတဲ့သူကလည်းချက်ချင်းပြန်စာကိုပြန်ရေးတယ်။အဲအခုခင်မှာတုံးတဲ့နောက်ဆုံးပေါ့ပေးစာပြန်စာရေးနေပေါ့ဒါကနီးစနစ်အစ်စ်ဒါဆိုရင်သားတို့သမီးတို့ကပေးစာပြန်စာရေးနေတွေကိုလည်းတိသွားပြီးဆိုတော့နောက်စတင်ချိန်မှာပြန်လည်ဆုံတွေ့ကြမယ်เนาะသားတို့သမီးတို့ပျော်ရွှင်ကြပါစေ။